မင်္ဂလာပါရှင်ခတိနျူသတင်းဌာနရဲ့ထိတ်တဲသတင်းများကို တင်ဆက်ပေးပါတော့မယ်ရှင်။စေယုစုကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောအရက်ဘက်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့ကုလဆိုင်ရာမြန်မာတမ်မကြီးကပြောဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံကိုအလုံးစုံပြည့်စည်ဆုံးရှုံးယူရေးမှုတွေကတွန်းချခဲ့တဲ့ဆေးအုပ်စုဟာနျူကလ িয়ার နည်းပညာကိုငြင်းချမ်းသောအရေးပတ်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့အမြင်နဲ့ကိုယ်စားလှယ်တဲ့အမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှခုလိုပဲပြောဆိုထားပါတယ်။စက်တင်ဘာလ26ရက်ကနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်မှပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂထွေထွေညီလာခံရဲ့ပြည်ပဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံ ဖြတ်သိမ်းရေးနှင့်အထိမ်မဲ့ high level မျက်နှာစုံညီအစည်းအဝေးမှာမြန်မာတမ်အမတ်ကြီးဥကြော်မိုးထွန်းကခုလိုပဲမိန့်ခွန်းပြောဆိုခဲ့ပါတယ်။ပြည်သူပြည်သားတွေအပေါ်လွန်စွာဆိုးရွားသောစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်အုပ်စုဟာအရက်ဘတ်စစ်ဘတ်နှစ်မျိုးစလုံးအသုံးပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဘတ်အသုံးပြုမှုအတွက်ဆောင်ရွက်မှာမဟုတ်ဘူးလို့တမ်အမတ်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးခဲ့ပါတယ်။ ပြည်ခဲ့တဲ့ရွေးကောက်ခံအရသာအစိုးရလက်ထက်မှာမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်စမ်းသပ်မှုပိတ်ပင်ရေးဆရာစာချုပ် CDBT ကိုအတီးပြုလက်မှတ်ရေးထိုးခဲ့ခြင်းနဲ့နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆရာစာချုပ် TPNW ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့ဟာနျူကလ িয়ার လက်နက်အလုံးစုံပြတ်သိမ်းရေးဆိုတဲ့စူပေါင်းယူမှန်ချက်ပြည်မီရေးအတွက်တိုးတက်မှုရှိစေခဲ့တယ်လို့တမ်မတ်ကြီးကခုလိုပဲဆိုပါတယ်။ဒါပေမဲ့2021ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့တရားမဝင် အာနာသိမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုအတီးပြုလက်မှတ်ရေးထိုးရေးလုပ်ငန်းအစီအစဉ်တွင်ရပ်ဆိုင်းသွားခဲ့ရပါတယ်။နျူကလ িয়ার လက်နက်ပြတ်သိမ်းရေးအစီအစဉ်တွေကိုတိုးတက်မှုရှိခဲ့တဲ့အပြင်တရားမဝင်အာနာသိမ်းစစ်တပ်ဟာမြန်မာပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ကတ်မှုတွေမျိုးအဆက်မပြတ်ဇက်တိုက်ပြင်းထန်စွာကျူးလွန်နေတယ်လို့တာမန်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအခုလိုပဲအသိပေးထားပါဗျာ။ တချိန်တည်းမှာပဲတရားမဝင်အာဏာသိမ်းဆဲအိုစုဟာအနေရဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေပြီးငြိမ်းချမ်းစွာရပ်ဖက်အသုံးပြုဖို့အမိတက်ကနျူကလ িয়ার လက်နက်ကိုင်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေကိုတိုးမြင့်ဆောင်ရွက်လာနေရလို့ဆက်လက်အသိပေးထားပါတယ်။ဒီစတေမှာနောက်ဆုံးအပတ်မှာအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံမော်စကိုမှာ ကျင်းပတဲ့ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီးရုရှားနိုင်ငံနဲ့နျူကလ িয়ার ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနေပါတယ်။ဒါပြင်အာနာသိန်းဆေယုစုဟာဒီနှစ်ကုန်မှာရွေးကောက်ပွဲတရက်ကျင်းပဖို့ပြင်ဆင်နေပြီးဆေယုစုရဲ့အထူးရောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစ်စုံတစ်ရာပေးအပ်ခြင်းဟာဆေယုစုရဲ့အနေအကြီးမားနဲ့နျူကလ িয়ার ရည်မှန်ချက်ကိုပြည့်မီစေရေးအတွက်အဆင့်တစ်ဆင့်နီးကပ်သွားစေမှာဖြစ်တယ်လို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကခုလိုပဲပြောဆိုပါတယ်။ ပြီးခဲ့တဲ့2020ခုနှစ်ကကျင်းပခဲ့တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရလဒ်ကိုအလေးမထားဘဲဒီမိုကရေစီကြကြပြည်သူတွေရွေးချယ်ခဲ့တဲ့အစိုးရကိုတရားမဝင်အာဏာသိမ်းဖယ်ရှားခဲ့တဲ့စေအိုစုဟာလွတ်လပ်တရားမျှတတဲ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုကျင်းပမှာမဟုတ်ဘူးလို့လည်းတန်အမတ်ကြီးကခုလိုပဲပြောပါတယ်ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုတွေကို တားဆီးပေးနိုင်ရင်အတွက်တရားမဝင် အာဏာသိမ်းစေအုပ်စုကို လက်နက်ခဲယံတိုက်လေရင်စီနဲ့အရက်ဘက်စစ်ဘက်2မျိုးလုံးဖြစ်စည်းတွေစီးစင်းထောက်ပံ့မှုမျိုးကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးဖို့တပ်အမတ်ကြီးကထက်လောင်းတောင်းဆိုလိုက်တယ်လို့ခုလိုပဲသိရှိရပါတယ်ရှင်။ဗီဒိုအာနာအုံချောင်းမှုတွေကိုကန့်သက်ပေးရင်ကုလသမဂ္ဂကိုစင်ကာပူကတောင်းဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဗီဒိုအာနာတစ်ဖက်သက်အုံချောင်းမှုတွေကိုထိန်းသိမ်းကုကဲဖို့ ပုံပြီးပွဲပြားစုံလင်တဲ့စုဖွဲ့မှုတွေကိုကိုစားပြုနိုင်အောင်ပြင်ဆင်ဖွဲ့စည်းဖို့ကုလသမဂ္ဂကိုစင်ကာပူအစိုးရကတိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံမှာစင်ကာပူနိုင်ငံသားရဲ့ဝင်ကြီး PBN ဘာလက်ခရစ်ရှန်နယ်ကမိကွန်းပြောခဲ့ရမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံတွေကသာဗီဒိုအာနာ30ခွင့်ရရှိတာကိုပြင်ဆင်ပြောင်းလဲဖို့လိုနေပြီလို့ထောက်ပြသွားခဲ့ပါတယ်။ ူလာသမ္မဂရဲ့ဖွဲ့စည်းပုံအရနိုင်ငံတကာအကြက်တဲတွေနဲ့ပတ်သက်တဲ့အဆိုတွေကိုဗီတိုအာနာပိုင်၅နာရီဖြစ်တဲ့အမေရိကန်တရုတ်ရုရှားဗြိတိန်နဲ့ပြင်သစ်တို့တွေက တနိုင်ငံကကန့်ကွက်ယုံနဲ့ပယ်ပြတ်နိုင်ပါတယ်ကမ္ဘာကြီးရဲ့နေရအနှံ့ပြားမှာပြိပခရေပုံမှုကျပြန့်လာတဲ့မြမောက်ကာလာမျိုးမှာဗီဒိုအာနာသုံးဆွဲမှုတွေကလည်းပုံမှုများပြလာနေရလို့ဝန်ကြီးကခုလိုပဲပြောပါဗျာ မကြသေးခင်ကတည်းကဂါဇာမှာအပြည့်အခက်ရစဲရေးဖိအားပေးပုံအစိုးတစ်ခုကိုအမေရိကန်ကဗီတိုအာနာသုံးပြီးပယ်ချခဲ့ပါတယ်။ဗီတိုအာနာသုံးဆမှုအကြံရည်တွေပို့တိုးလာနေကြောင်းဒါပေမဲ့အဲ့လိုလုံပိုင်ခွင့်အသုံးချမှုတွေကိုကတ်သက်ဖို့လည်းလိုနေပြီဖြစ်ကြောင်းသူကဆိုလိုပါတယ်။လုံးကြောင်ရင်ကောင်စီမှာဗီတိုအာနာအသုံးပြုလာတဲ့အခါတနိုင်ငံချင်းစီကဆုံးဖြတ်တာမျိုးမဟုတ်ဘဲနိုင်ငံရေးအတွက်ပိုပြီးကြက်ကြက်ပြက်ပြက်ပါဝင်တဲ့အခြေအနေမျိုးမှာမှာအဲ့ဒီလုပ်ပိုင်ခွင့်ကိုအသုံးပြုခွင့်ရှိနိုင်မယ်ဆိုတာမျို ပြင်ဆင်ပြောင်းလဲမှုတွေစဉ်းစားသင့်တယ်လို့ဘလဂရရှန်နဲ့ငါကလိုပဲပြောဆိုပါတယ်သူကကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အရေးပေါ်မှုကိုအတိအမှတ်ပြုခဲ့ပေမဲ့ကုလသမဂ္ဂကိုပို့ပြီးအကောင့်နဲ့ဆွမ်းဆောင်နိုင်တဲ့အဆိုအဖွဲ့တစ်ခုဖြစ်လာစေဖို့အတွက်ဆိုရင်စုံလင်ကျက်ပြတ်နဲ့စည်စည်းမှုနဲ့လိုအပ်လိမ့်မယ်လို့ထောက်ပြခဲ့ပါတယ်။ပြီးတော့ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီနဲ့အထွေထွေညီလာခံကြားမှာပို့ပြီးအကောင့်နဲ့ချိတ်ဆက်မှုမျိုးလိုအပ်တယ်လို့လည်းဝန်ကြီးကခုလိုပဲမှတ်ချက်ပေးသွားပါတယ်။ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အရှိတရားတွေကိုကောင်တွယ်နိုင်ဖို့ဆိုရင်ကိုစားပြုမှုတွေကိုပုံမကျေပြန့်နဲ့ပုံမစုံလင်းတဲ့ကုနာတမ္ကမျိုးကိုကဘာကြီးကလိုအပ်နေပြီလို့သူကအခုလိုပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်နောက်တစ်ပုတ်အနေနဲ့အာရှလန်ပြန်ဖွင့်နိုင်ရင်ကော့ဂရိတ်တွင်စစ်တပ်နှင့် BGF ကပူးပေါင်းစစ်ကြောင်းထိုးနေပြီးတိုက်ပွဲများဖြစ်ပွားနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်တွင်အာရှလန်ပြန်လည်ဖွင့်လှစ်နိုင်ရင်အတွက် အတမ်းဖတ်စစ်တပ်က BGF နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးနေရကြောင်းတိုက်ပွဲဖြစ်ပွားနေကစစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်ရရှိမှုရှိနေကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကခုလိုပဲပြောကြားထားပါရင်ရမန်နေစက်တင်ဘာလ29ရက်နေ့ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်းအမ်ပါကြီးကျေးရွာရွာဘက်သို့အတမ်းဖတ်စစ်တပ်နဲ့စောချစ်သူလက်အောက်ခံ BGF ဖွဲ့တက်နယ်၃တပ်ဖွဲ့ဝင်များပူးပေါင်းပြီးစစ်ကြောင်းထိုးလာသည့်ပြင် KNLA ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒါပြင်ကော့ဂရိတ်မြို့အခြေဆိုင်ခလာရ69တရင်ကလက်နက်ကြီးများနဲ့ပြည်သူများနေထိုင်ရာခြေရွာအတွင်းသို့ဖြစ်ခဲ့တိုက်ခိုက်ခဲ့ရာခြေရွာသူခြေရွာသားများထိခိုက်မှုရှိကြောင်းသိရှိရပါသည်စစ်တပ်ကအာရှလန်ပြန်ဖွင့်ဖို့တဲ့ဘူချစ်တူလန်အောက်ခံတက်နယ်သုံး BGF တပ်ဖွဲ့တွေနဲ့ပူပေါင်းမီကော့ဂရိတ်မြောက်ပိုင်းကမိုင်ကုန်း MPG ရွာတွင် ဘတ်တွေကိုစစ်တောင်းနေဝင်လာနေလို့မနေ့ကစက်တင်ဘာလ28ရက်နေ့မှာ KNL တပ်တွေနဲ့တိုက်ပွဲဖြစ်ပါတယ်။ကွန်ကရစ်ခလာရ60ကွန်တက်ကလက်နက်ကြီးတွေရွာတွေပတ်ပြစ်ထုတ်တာမှရွာသားတွေထိခိုက်မှုရှိလို့ KNU စေယုံစီကိုပို့ရတယ်လို့ခရီးစည်ရင်းသတင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ်။ ကရင်နယ်ကြားစောင့်တန်း BGF ကစစ်တပ်နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးတဲ့အပြင်စစ်တပ်ရွေးကောက်ပွဲအတွက်ပြည်သူများကိုမဲတဲရမယ်လို့ BGF ကလိုက်လံချင်းချောင်းနေကြောင်းသိရှိရပါတယ်။ရမန်နေ့စတင်မာလာ29ရက်နေ့ကော့ဂရယ်မြို့နယ်နဘူးအုပ်စု Working and ဘုံကြီးကျောင်းတွင် BGF စစ်သား90ခန့်လုံခြုံရေးယူကရွေးကောက်ပွဲမဲတဲနေတရုတ်ပြောင်းမှုကိုလှုံ့ဆော်ခဲ့ကြကြောင်းရွာသူရွာသားများအနေနဲ့စစ်မရှောင်ဘဲရွေးကောက်ပွဲတွင်မဲတဲရမယ်လို့ချင်းချောင်းစီယုံလျက်ရှိကြောင်းသိရှိရပါတယ်။ ဘိုချစ်သူ BGF တပ်ဖွဲ့မှပါလာတဲ့ကရင်စစ်သားတွေကရွာသားတွေကိုဘဲမစစ်မရှောင်ဖို့ရွာမှာပဲနေကြဖို့စားသောက်စရာတွေကိုသူတို့ပေးမယ်ဆိုတာမျိုးစီယုံပြီးပြောပါတယ်။မနေ့ကနဘူးအုပ်စုဝဲကင်းအန်ရွာမဘာတာဘုံကြီးကျောင်းတွေမှာရေကောက်ပွဲထဲနေတရုတ်ပြတာတွေကို BGF အင်အား90ကျော်လုံခြုံရေးယူပြီးလုပ်နေပါတယ်။ဒေသငြိမ်းချမ်းမှုရေကောက်ပွဲတွေကိုမဲထည့်ရမယ်ဆိုပြီးကျွေးရတဲ့စတိုက်မဲတဲ့နေတင်ပြက BGF ကစီယုံနေပါတယ်လို့ကရင်စစ်ရေးသတင်းမြစ်ကခုလိုပဲရှင်းပြထားပါတယ်။ ကရင်နယ်ကြားစောင့်တဲ့ PGF ကစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုတောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကွန်ရက်ဆောင်ရွက်ပေးမယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းခုလိုပဲသိရှိရပါရရှင်။